မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့စီစဉ်တင်ဆက်သူမူအိမ်ကျဲပါ။စကိုင်းတိုင်းရမပေမျိုးနဲ့တရုတ်ကျင်းဤစီမံကိန်းဤကရေကြည်ပင်ကျေးရွာကိုမနေ့ကညပိုင်းမှာစုံစုကလက်နက်ကြီးနဲ့ထုတ်တက်လို့ great day ចောင်းသူတူသေဆုံးတယ်လို့ဒေသခံသတင်းမြစ်တွေက MFB ကိုပြောပါရစေ။စုံစုကြီးစိုးတောင်းညံ့နေတဲ့စကိုင်းတိုင်းရမျိုးတော့မုံရွာမျိုးရဲ့တပကံချင်းနှဲမြကမ်းမှာရှိတဲ့စုံစုအကျိုးအကန့်ကုန်းခေါ် အောင်စရာမြို့တဲကနေစောစုကမေလာ၁၄ရက်ညပိုင်းရင်းမပင်တဲ့ကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာပါစောစုပစ်ခတ်တဲ့လက်နက်ကြီးတွေကည9နာရီကျော်အချိန်မှာရေကြည်ပင်ရွာတွေကိုလက်နက်ကြီး၃လုံးကြားရောက်ပောက်ခွဲပြီးတလုံးကနေအိမ်ပေါ်တက်တဲ့ကြားရောက်လို့အိမ်တလုံးမီးလောင်ဆွဲသလိုဂရိတ်တွဲចောင်းသူမတရုံမှလည်းလက်နက်ကြီးထိမှန်တန်ရခစေကူတာဖို့စူးစမ်းရင်တေဆုံးခဲ့ရတယ်လို့ဒေသခံတို့ကအမှတ်ပြုပြောပါတယ် ရေကြည်ပင်ရဟာတရုတ်ပိုင်ကျေးစင်တောင်တပ်တူစီမံကိန်းနဲ့ထိစပ်နေပြီးမြောက်ရမားချောင်းသာခြားကတရုတ်တွေနေထိုင်တဲ့ရန်စီကုမ္ပဏီနဲ့နီးကပ်တည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။ဇိုးစုကလက်နက်ကြီးနဲ့ဒရဇက်ပစ်ခတ်နေလို့ရေကြည်ပင်ရွာအပအဝင်အနီးဝန်းကျင်ကျေးရွာတွေကပြည်သူ2000ကျော်ထွက်ပြေးနေရပါတယ်။စကိုင်းနယ်ဝက်လက်မြို့နယ်ကိုဆိုးစုက၄ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့လို့ထိခိုက်ဒဏ်ရာရှိပြီးစေဝါကူတာမှု ခံယူနေရသူတွေအတွက်စေဝါကူညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်စိုးစိုးကဝက်လက်မြို့နယ်တွေကခြေရွာတွေကိုမေလ10ရက်ကနေ17ရက်နေ့မနေ့ကတည်း၄ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးခလီငယ်တွေအပါအဝင်16ဦးသေဆုံးက40နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူတွေအများစုဟာခလီငယ်တွေနဲ့တက်ကြီးရွယ်အိုတွေဖြစ်ပါတယ်စိုးစုဘုံကျဲတို့ဒဏ်ရာရရှိသူတွေထဲမှာသွေးသွင်းမှုလိုအပ်တဲ့လူနာတွေနဲ့အသက်အန္တရာယ်စိုးရင်ရသူတွေပါဝင်တာကြောင့် ၊သွေး၊စားစေ၊ထိုးစေတွေအရေးပေါ်လိုအပ်နေရဖြစ်ပြီးစေဝါလုံလောက်မှုလည်းမရှိဘူးလို့ဒေသခံတူကပြောပါရယ်။တန်ရသူတွေဟာဝက်လက်မျိုးနယ်ရွာတော်ကုန်းကျေးရွာက18ဦး၊ရှေးမကကျေးရွာက2ဦး၊စကန်းလာကျေးရွာက9ဦး၊ရွှေပန်းကုန်းရွာက2ဦး၊မဲတော်ကုန်းရွာက9ဦးဖြစ်တယ်လို့အကူအညီပေးနေသူတွေကပြောပါရယ်။စေဝါလုံလောက်မှုမရှိလို့တန်ရရှိသူတွေကစေကူသားမှုခံယူနေရတဲ့အသက်60အရွယ်ရွာတော်ကုန်းရွာသားတအူးဟာလေမေလ10ရက်ကတည်ဆုံခဲ့ရပါဗျ။ လက်ရှိမှာစိုးစုကလေရင်အဆက်မပြတ်ပြန်တန်းနေဆဲဖြစ်တာမို့လေကြောင်းထမှန်ဘုံကျဲတိုက်ခိုက်ခံမှာကိုဆိုရင်တဲ့အတွက်ဒေသခံတွေနေရက်ကိုမပြောင်းရင်ပဲလက်ရှိမှာစိုးစုကလေရင်ဆက်မပြတ်ပြန်ဝဲနေဆဲဖြစ်တာမို့လေကြောင်းထမှန်ဘုံကျဲမှာကိုဆိုရင်တဲ့အတွက်ဒေသခံတွေနေရက်ကိုမပြောင်းရဲပဲရှိနေကြပြီးတေဆုံးသူတွေကိုလည်းဖြစ်တယ်လို့မြုပ်နယ်နေရတယ်လို့ဒေသခံတွေကပြောပါတယ် စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းကညွန်အင်းရွာကိုစိုးစုကပုံကျက်တိုက်ခိုက်သွားတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ်စိုးစုတရဦးလီတက်ကနေပြန်တက်လာတဲ့ Jet Fighter တိုက်လေးနဲ့မေလ14ရက်ည7:00နာရီလောက်ကပုံကျက်တိုက်ခိုက်သွားတာဖြစ်ပြီးလူထိခိုက်မှုမရှိပေမဲ့နေအိမ်တချို့ထိမှန်ပျက်စီးသွားတယ်လို့ဆိုပါရယ်စိုးစုကအခုမေလာတလလုံးအပြစ်ရထားတယ်လို့ဆိုပေမဲ့နိုင်ငံတော်ကပြည်သူတွေကိုဘုံကျက်တပြက်တာတွေဇက်တိုက်လှောက်ဆောင်နေတယ်လို့အမျိုးသားညီညွတ်အစိုးရအန်ယူဂျီကထုတ်ပြန်ထားပါတယ်။ ျောစုကိုနိုင်ငံတကာခုံရုံးတွေနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုဖို့ကုလအထူးကိုယ်စားလှယ်ဟောင်းရန်ဟီလီနဲ့အမျိုးသားညီညွတ်အစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ကုလအထူးကိုယ်စားလှယ်ဟောင်းလည်းဖြစ်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့မစ္စစ်ရန်ဟီလီတို့တောင်ကိုရီးယားသမ္မတနိုင်ငံမှာမေလ14ရက်မနေ့ကအခုလိုတွေ့ဆုံဆွေးနွေးခဲ့တာပါ။ အဆိုပါတွဲဆောင်ဆွေးနွေးမှုအတွင်းဆိုးဆူရဲ့နိုင်ငံတကာယာစုဝတ်မှုကျူးလွန်နေတာတွေကိုနိုင်ငံတကာခုံရုံးတွေနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်တွဲဆောင်ဆွေးနွေးမှုမှာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့မစ္စစ်ရန်ဟီလီတို့အပြင် အမျိုးသားညွေအဆိုရရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ရှင်းတွေတွေနဲ့အရက်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တွေပါဝင်တယ်လို့သိရပါတယ် ။သခိုင်းတိုင်းကလေးနဲ့မုံရွာမြို့ပေါ်မှာစောင်းဝင်နေရမပြေလဲလို့တောင်းရဆတောက်သူတွေတထောင်နီးပါးတိရှိလာတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရတယ်။အရင်ကကလေးနဲ့မုံရွာမြို့ပေါ်ရက်ွက်တွေမှာစောင်းဝင်နေရမပြေလဲလို့လိုက်လံတောင်းရဆတောက်သူအရေအတွက်ဟာ100နဲ့200ကြားသာရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့600နဲ့1000နီးပါးတိများပြားလာတာဖြစ်တယ်လို့ဆိုပါရယ်အဆိုပါတောင်းရန်စားတောက်သူတွေဟာစိုးစုကနေအိမ်တွေကိုမီးရှို့ပျက်စီးခဲ့လို့အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူတွေနဲ့ စကိုင်းငလင်းကြောင့်နေအိမ်တွေထိခိုက်ပျက်စီးပြီးအိုးမဲ့အိမ်မဲ့ဖြစ်နေကြသူတွေအများစု ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။တောင်ရံစားတောက်သူအများစုဟာကလေးငယ်တွေနဲ့အမျိုးသမီးတွေဖြစ်ပြီးလူစီကားတဲ့စေ၊ဖျားစေတီနဲ့အလူပွဲတွေမှာလှည့်လည်တောင်ရံစားတောက်နေကြတာဖြစ်တယ်လို့မုံရွာမြို့ဒေသခံတူကပြောပါတယ်။ဒီလိုတောင်ရံစားတောက်သူတွေဟာနေမြေမတည်ငြိမ်မှုငလင်ဘေးဒဏ်တင့်မှုတွေကြောင့်မြို့ပေါ်ကိုပြောင်းရွှေ့လာရောက်နေထိုင်ကြတဲ့သူတွေဖြစ်ပြီး လက်ရှိမှာကလေးနဲ့မုံရွာမျိုးပေါ်မှာနေမြေမငြိမ်သက်မှုကြောင့်အိုးမဲအိမ်မဲဖြစ်သူ9000ကျော်ရှိနေပြီးဘုံကြီးကြောင့်ဘာသာရေးအဆောက်အုံတွေနဲ့လမ်းဘေးပလက်ဖောင်းတွေမှာပြစ်တလို့နေထိုင်ကြရတယ်လို့ဆက်ဆောင်အေးကုညီပေးနေသူကလေးမျိုးခံတူကပြောပါတယ်။မကွေးတိုင်းကံကောနဲ့မှာရှိတဲ့ကျေးရစာတဲ့ညောင်းကိုစိုးစုကလေးချောင်းကနေပေါင်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါပြက်ခတ်တာကြောင့်စာတင်ကျောင်းဆောင်တခုနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံသတင်းမြစ်က MFP ကိုပြောပါရယ်။ကံကောမျိုးမြောက်ဘန်း9မိုင်ခန့်အကွာမှာရှိတဲ့လာပို့ကြီးရွာစာတင်ကျောင်းကိုစောစုကမေလ14ရက်ည7:00နာရီခန့်မှာဒေကျောင်းကနေပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းဆောင်ရဲ့အလဲကိုကြားရောက်ပောက်ခွဲပြီးစာတင်ကျောင်းဆောင်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတူကပြောပါရယ်။အဆိုပါစာတင်ကျောင်းကိုစောစုကပေါင်ဘုံနှလုံးကျဲချပြီးတဲ့နောက် နိုင်ဝက်ကန်အကြောင်းမှာကံကောမျိုးအခြေဆိုင်စုပ်စုချေလင်တရင်ခလာရ50ကနေလက်နက်ကြီးနဲ့၅ကြိမ်ခန့်ပြစ်ခတ်ခဲ့ရမှာစာတင်ကြောင်းဝင်းထဲကိုနှလုံးကြောက်ရောက်ပောက်ကွဲခဲ့သလိုကြံ၃လုံးမှာကျေးရွာတွင်ကြောက်ရောက်ပောက်ကွဲတာကြောင့်နေတချို့ထိခိုက်ပျက်စီးမှုရှိတယ်လို့ဆိုပါရယ်။လာပို့ကျေးရွာဟာအင်ချေ900ခန့်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီးကံကောမြို့စိုးစုအထိုင်တက်ခလာရ50နဲ့9မိုင်ခန့်အကွာမှာတည်ရှိတာဖြစ်ပါတယ်။လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအင်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါစဝဲလိုမျိုးအကာအကွယ်အောင်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရင်မြောင်းတွေကြားဓမ္မမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်မြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ